ညီကိုရအောင်မင်္ဂလာပါဘောအန်ဂျူဆက်ဆက်ပေါ့ကတ်စီစဉ်ရပြီးတော့ပြန်နေကြိုးစားပါရဲ့ဆိုတော့ကျွန်တော်ခုပြုလုပ်ပေးမယ့်စီစဉ်ကတော့ကျွန်တော်တနင်္ဂနွေနေ့ညမှာတကယ်ကိုဖွဲ့ကြည့်ပွဲကောင်းတစ်ပွဲရှိပါတယ်ကျွန်တော်ဒါဆူပါဆန်နေတကယ်ကိုပရီမက်စ်လို့လည်းတောင်းလို့ရမယ်ကျော်လီဗာပူးနဲ့မန်စတာယူနိုက်တက်တို့ရဲ့တကယ်ကိုကျွန်တော်တို့ဒါနော်ဝက်စ်ဒါဘီဒါမှမဟုတ်လေကျွန်တော်အင်္ဂလန်ဒါဘီတို့တင်စားခေါ်ပေါ်ကြရတဲ့ကျွန်တော်ဒါပွဲစဉ်ရှိပါဆိုတော့ကျွန်တော်ရဲ့ဒီပွဲစဉ်ကိုကျွန်တော်ရဲ့ကိုဒီဝင်းရဲ့ကိုကျော်ရဲ့ကိုတက်ရှိတောင်းအောင်ဆောင်တော့နေမှာတော့ ွဲချုံကိုတုံးသက်ချက်အနေနဲ့ပြုလုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်လည်းအစီအစဉ်လေးကိုကျင်းပတဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like ကြောက်ပြီးနေပြီအပိကကြောက်ကိုတောင်းဆိုချင်ပါတယ် channel လေးကို subscribe လုပ်ရသေးဘူးဆိုလဲ subscribe လုပ်ပြီးအပိကကြောက်ကိုတောင်းဆိုချင်ပါတယ်ဆိုတော့ဒီနှစ်သိန်းထိုက်တိုက်တွဲဆုံးမှုကတော့ဒါပြောမှဆိုရင်ကျွန်တော်ဒါမျိုးကန်အချင်းချင်းကိုမှညီကိုအားလုံးနဲ့ဒါတချို့တော့ဒါပြောမှဆိုရင်ဒါတမိုင်းကြောင်းနေတယ်တည်ပြီးတော့ပြီပေါ့နော်အဓိကခုတည်းရှိကျွန်တော်တို့ဒါလန်လန်မျိုးဒါစီဝါပြိုင်ပတ်လို့အတော့မှကျွန်တော်တင်စားခေါ်လို့ရမယ်အနေထားတစ်ခုဒါပြောမှဆိုမြို့ကန်အချင်းချင်းတော့မှ တကယ်ကိုကျွန်တော်ခုလက်ရှိချိန်ဒီတကယ်ကိုပြိုင်ဘက်ဖြစ်နေကြလို့မယ်ဆိုဒီလိုမျိုးပုံစံအဲဒီလိုမျိုးအတင်းအတင်းတာထိတ်တဲ့တွေ့ဆုံမှာတော့တကယ်ကိုမှကျွန်တော်တို့ဒါပရီးမီးယားလိရဲ့တကယ်စီမင်းထမအကောင်းဆုံးနဲ့အကြမ်းဆုံးပွဲစဉ်ပေါ့ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ဆွေးနွေးကြည့်မယ်ပေါ့ဆိုတော့အဓိကတော့ကျွန်တော်တို့ဒါတင်းဖောင်နဲ့ပဲစပြီးတော့တုံးသက်မယ်ပေါ့ဆိုတော့လီဗာပူးကခုလက်ရှိတင်းဖောင်ကတော့ပြောမှဆိုရင် United ရဲ့စာရင်တော့နောက်လက္ခဏာပူပြတယ်ကြဗျာဒါဒီကျွန်တော်အရှိတရားတိုင်းပြောတာပါဆိုတော့အဓိကလီဗာပူးဒီနောက်ဆုံး၃ပွဲစတိုက်ရှုံးထားတယ် Chelsea ကိုကျွန်တော်တို့ဒါ ချဲစီအင်ကွန်းမှာရှုံးထားတယ်ဒါပြင်ကျွန်တော်တို့ဂလာတာဆာရီတို့အတင်းမျိုးကိုရှုံးထားရယ်ဒါပြင်ကျွန်တော်တို့ခုလက်ရှိရာဒီကျွန်တော်တို့တကယ်ကိုမှ ဟို Christian Pereira ကြီး Liverpool ကိုရှုံးနေတဲ့အချိန်မရှိဘူးဆိုတော့ဒီလိုမျိုးအရာကိုလည်း Liverpool အနေနဲ့ဒါ community ရှိမှလည်းရှုံးထားသလိုခုတည်းရှိကျွန်တော်တို့က Premier League မှာ2-1ဆိုရင်ရတဲ့တစ်ခုနဲ့ရှုံးထားတယ်ဆိုတော့ Liverpool တိတာ away win တော့ကန်တဲ့3ဝင်းစလုံးရှုံးထားတယ်သူပြင်မဲ့အိမ်ကွင်းနှစ်ပွဲလုံးမှာဆိုတော့2-1ဆိုရင်ရတဲ့တစ်ခုနဲ့ Everton ကို Southampton ကိုတော့နိုင်ရတဲ့တစ်ခုကိုပေါ်ဆောင်ထားနိုင်ခဲ့တာဖြစ်တယ်အဲကျွန်တော်တို့က United ကတော့ဒါ Southampton ကို2-0နဲ့ရှုံးတယ်ဒါ Brentford away win တော့ကန်တဲ့အနေအထားတစ်ခုမှာတကယ်ကိုကျွန်တော်တို့မျောလင်းမထားတဲ့အနေအထားတစ်ခုအနေမှာတကယ်ပုံစံပတ်သက်ရှုံးခဲ့တယ်ဒါပေမဲ့ ကျွန်တော်အင်ကွေးမှာဆိုရင်တော့ရလက်ကောင်းအားဖြင့်ကျွန်တော်တို့ဒါ Chelsea ကိုနိုင်ပြီးတော့ကျွန်တော် Ban ကိုနိုင်ခဲ့တယ်ပေါ့ City ကိုတော့3-0ဆိုတော့ရလက်တခုနဲ့အဝေးကွေးသွားခဲ့တဲ့နေရာမှာရှုံးနေဆိုတော့ United ရဲ့အဝေးကွင်းဖောင်နဲ့ Liverpool ရဲ့အဝေးကွင်းဖောင်တော့မထူးခြားနဲ့လို့ပြောရမယ် Liverpool ကတော့ကျွန်တော်အဝေးကွင်းသွားခဲ့တဲ့နေရာတခုတိုင်းတော်တော်ကိုအရှုံးရလက်တွေကိုပဲကြုံတွေ့နေတာတို့တစ်ဖက် United ကလည်းဒီကိစ္စကိုအရှုံးရလက်တခုပဲကြုံတွေ့နေတာဆိုတော့ဒီနည်းနည်းထိုက်တိုက်တွေ့ဆုံမယ်ပေါ့ခုလက်ရှိကတော့ဒါ Liverpool အင်ကွေး Anfield မှာထိုက်တိုက်တွေ့ဆုံမယ် United တော့ဆိုရင်တော့ Cardi ပြန်ပြတ်လေဖြစ်တယ်လို့ Liverpool တို့လည်း Cardi ပြန်ပြတ်ဖြစ်တယ် ဆိုတော့အပြင်ဟို United တို့ကပို့ပြီးတော့လာ Amazon တခုလောက်ပဲကျွန်တော်ဆိုလို့ရမယ်ဒီ7 Series Reset ဆိုတာလည်းရှိသေးတယ်ဗျာဆိုတော့အဲ့ဒီဟာကိုလည်းခြေဖြတ်နိုင်ဖို့အတွက်ကဒီပွဲဒီကျွန်တော်တို့ဒါပြီးခဲ့တဲ့ပြီးခဲ့တဲ့ရာသီအပိုင်းခြားဒီမှာတည်ရရတဲ့တခုပေါ်ဆောင်ထားနေတယ်လို့ပေါ်ဆောင်နိုင်မှရမှာဆိုတော့ကျွန်တော် MF မှာမနိုင်တာလည်းအမှန်တိုင်းပြောမှာဆိုတော့တော်တော်လေးကြာပါပြီဆိုတော့ ဒီရဒီဒါ United အနေနဲ့ဘယ်လိုမျိုးပုံစံနဲ့ချင်းကပ်လာမလဲဒါနဲ့ပတ်သက်ပြီးဆွေးနွေးကြည့်မယ်ပေါ့ဆိုတော့ခုလက်ရှိချိန်မှာတော့ကျွန်တော် injury နဲ့ suspend နဲ့ player မှာဆိုရင်တော့ညီကိုအားလုံးနဲ့တည်ပြီးသားဖြစ်မဲ့ကျွန်တော်တို့ဒါ Alisson Pogba hamstring ကြောင့်ကျွန်တော်တို့ဒါဒီနေ့ပွဲမှာပါလာနိုင်မှာမဟုတ်ဘူးဒါအပြင်ဒီဘက်ဘူးတွေထုံးတဲ့ချက်အဓိကအပြင်းဆုံးကတော့ကျွန်တော်တို့ဒါခုလက်ရှိ center back မှာ ဗန်နိုက်နဲ့အတုံးတော်ခံမဲ့ဂူနာဒီပါဆိုဂူနာဒီမပါနဲ့အချက်ကတော့ကျတို့တစ်ဖက် United အတွက်ကတော့နည်းနည်းလေးကျတို့နှုံနှဲချက်ရောင်ကြီးလေးများနည်းနည်းလေးတမ်းမလားပေါ့နော်ဆိုတော့ဒီချက်တော့ကြည့်ရမယ်ပေါ့ဆိုတော့တစ်ဖက်ကတော့ United ကတော့ကျတို့ပုံမှန်တိုင်းပဲမဇော်ဘီကတော့ကျတို့ training မှာညာစင်းလာပြီးပါညာဆိုပေမဲ့အဲကျတို့ဒီနေ့ပွဲပါညာပေါင်းဝင်ပို့တဲ့ရန်ကုန်လုံးနည်းပါဒါမျိုးဒီဆရာမာနီနက်စ်ကလည်းထပ်ပြီးတော့ဒါလေဘူးနဲ့ပွဲပြီးနောက်ပိုင်းပွဲစဉ်တွေမှာပြန်လည်ပူပေါင်းနိုင်မယ်ပေါ့နော်ဆိုတော့ဒီအတွက်ကြောင့်မလို့မဇော်ဘီအဲမာတီနက်စ်နဲ့အတူဒါအေဒင်ဟမ်မန်ကတော့ကျတို့ဒါ ဟိုဒဏ်ရာပြဿနာနည်းနည်းတောက်ဖူးဖြစ်နေပေါ့ဆိုတော့ဒီလိုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်မယ်ပေါ့ဆိုတော့ head to head head to head ကတော့ကျွန်တော်တို့ဒါနှစ်သင်းလုံးကတော့ဒါတိတ်ပြီးတော့ကွာခြားခြင်းတော့မရှိဘူး United ကတော့16ပွဲအထိနိုင်ထားတယ်17ပွဲတင်ရင်လည်း Liverpool က13ပွဲအထိနိုင်ထားဖြစ်တယ်ပြီးခဲ့တဲ့ရာသီတွေမှာဆိုတော့ United ကဒါပြောမှဆိုရင်2-2ဆိုရင်ရတဲ့တစ်ခုနဲ့တကယ်ကိုဒါအဆိုးရွားဆုံးအခြေအနေတစ်ခုမှာ Liverpool အင်္ဂလန် FA ကိုသွားကန်နေနေထားတစ်ခုမှာအာမဒီယာတွေနောက်ကျသွင်းကုန်နေတူ2-2ဆိုရင်ရတဲ့တစ်ခုနဲ့ကျွန်တော်တို့တေးရတဲ့တမန်ရပြီးပြန်လာနိုင်ခဲ့တယ်အဲ့ဒီပွဲမှာအမှန်တိုင်းပြောရမှဆိုရင်တော့ အဲအကယ်၍ Harry Maguire ဒီ hero ဖြစ်နိုင်မဲ့ဘူးကြီးအများကြီးရှိတယ်ပေါ့ဆိုတော့ဒီလိုမျိုးညာရင်လည်းညီကိုရင်းနဲ့တော့မှတ်မိမယ်ထင်တယ်ပေါ့နော်ဆိုတော့ဒါဘူဘောထောင်ကန်လိုက်လို့ဒါတင်ကျွန်တော်အနိုင်ရတဲ့တခုပေါ်ဆောင်နိုင်ခဲ့တာဆိုတော့ပြီးခဲ့တဲ့ပြီးခဲ့တဲ့ယာဒီဒီမှာကြည့်မယ်ဆို United ကလီဗာပူးရဲ့အင်ကွင်းကိုသွားကန်ပြီဆိုရင်ကျွန်တော်တို့ဒီဘယ်လိုမျိုးပြောမလဲဒီ 7C ဆိုတဲ့ယာလေးတခု Eric Ten Hag ရဲ့ကျွန်တော်တို့ဟို ဒီတကယ်ကိုကျွန်တော်တို့ဒါအိမ်မဆိုးဖြစ်ခဲ့တဲ့ပွဲစဉ်အပြီးမှာဆိုရင်ဒါဒီလိုမျိုးပုံစံထပ်မဖြစ်ရတော့ဘူးဆိုရင်စိတ်တမှုနဲ့ကံတော်တို့ကျွန်တော်တို့တွေ့ရတယ်ဘလို့ပဲအဆိုးရွားဆုံးပုံစံဖြစ်နေမှာဒီဒါ every time ဟဲ့ဒုတိယရာသီဖြစ်တယ်ဒါ2023ဒါကျွန်တော်တို့ရာသီမှာဆိုရင်လည်း Liverpool လို့အတင်းမျိုးကိုအဲ့ချိန်တော့ Liverpool ဒီ very strong မှာတကယ်ကိုမှအဲ့ကာလကကျွန်တော်တို့ဒါ assistant မှာပဲရက်တည်နေ Liverpool ကိုကျွန်တော်တို့ United အနေနဲ့တကယ်ကိုတည်ရခံခံသွားနိုင်တဲ့နေသားတစ်ခုယူတော့တွေ့ခဲ့ရတာဒါတည်းပြီးခဲ့တဲ့ရာသီရယ်ထူးနေတော့ကောင်းတယ် တန်းစင်စုံလန်းနီးနဲ့ United လိုပုံစံမျိုးကိုမှတကယ်ကို Liverpool နဲ့တွေ့ရင်တော့ကျွန်တော်တို့ကစိတ်ဓာတ်ဒီပိုင်းရအောင် passion ဖြစ်တဲ့ပုံရအောင်မတူဘူးဆိုတော့ဒီချက်ကိုတော့ကျွန်တော် United ကတော့အဲဒီနေ့ခုလက်ရှိတွေ့ရပုံမှာတော့သုံးလုံးခံရတဲ့နေသားတစ်ခုပါဆိုတော့ဒါရင်းနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးကြည့်မှာပေါ့နော်ဇီယာရဲ့တင်ကတော့ညီကိုအားလုံးနဲ့တည်ပြီးသားဖြစ်နေမယ်ဆိုတော့ကျွန်တော်တို့က United ကတော့အဆင့်30မှာရမ30မဲနဲ့တူဖြစ်ပြီးတော့ Liverpool ကတော့အဆင့်2မှာရမ35အဲ့ဒါဒါရက်တည်နေလေဆိုတော့ဒီဟာဒီဒီဘက်ဘူးတော့တော်တော်မှအရေးကြီးပါတယ်။ဒီဘက်ကအာဆင်နယ်ကပွဲချက်တွေမတွေ့ရနေတာတခုမှ အဲကျွန်တော်ဂုတီဒါအမှတ်တွေပြန်လဲပြီးတော့ကျွန်တော်ရယူနိုင်မှသာလဲအာဆင်နယ်ကိုချိန်ချောက်နိုင်မှာပေါ့ဆိုတော့ဒါအတွက်ကတော့ကျွန်တော်နဲ့တင်းလုံးတော့အရေးကြီးပါဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်မှာပေါ့ဆိုတော့ကိုနေဝင်နေတဲ့ပထမဆုံးအနေနဲ့ဒါဒီမှာကိုနေဂျူလိုက်တက်တို့ရဲ့ဒါထိတက်တို့ဆောင်တဲ့ပွဲစဉ်တွေပေါ့တုံးသက်ပြီးပါမယ်ဒီကတော့ကိုကြည်ပြောသွားသူပဲအခါသီးဆုံးပြိုင်ပန်းနဲ့ဖြစ်တဲ့အတွက်တော့ဒီပွဲကတော့တမျိုးတစ်ပုံတော့စိတ်ဝင်စားမှုတော့ရှိနေပါမှာเนาะအထူးသဖြင့်တော့ဒါလဘာဘူးသင်းအနေနဲ့ ခုနောက်ပိုင်းမှာတော်တော်လေးခြေစွပ်ပိုင်းကျဆင်းလာတဲ့ပုံစံမျိုးတွေယူနိုက်တက်သင်းရဲ့ဒါရှိတ်ကီဖြစ်နေတာကတော့တောက်လျှောက်လိုပုံစံမျိုးဖြစ်နေတာဆိုတော့နှစ်သင်းလုံးကတော့ဒါဖောင်ပြက်နေတဲ့ပုံစံမျိုးလေးနဲ့တွတ်တွေ့ရဆိုပေမဲ့ဒါလန်ဒန်ဒါဘီလည်းဖြစ်တဲ့အတွက်တော့ဒါဘလိုပဲဖြစ်ဖြစ်အခါတည်းဆုံးပြိုင်ပွဲတွေလည်းဖြစ်တဲ့အတွက်အနည်းနဲ့အများဆိုတာတက်ဒါ MV ကွင်းမှာတော့ပောက်ကွဲအားပြင်းထန်ကြအောင်မပြိုင်ပွဲတစ်ခုလိုတော့ထင်တယ်ဒီပွဲကိုတော့အမှန်တိုင်းပြောရင်လီဗာပူးသင်းနေနဲ့အဲယူနိုက်တက်သင်းတက်စာရင်တော့ပို့ပြီးတော့အာအိုင်ယွန်ဆူဆိုင်မှုအပြည့်နဲ့ကန်လာမယ်လို့တော့ထင်တယ်ဗောနော International Break လည်းခံသွားတယ် အဓိကအဖြစ်အသင်းအနေနဲ့တော်တော်လေးနောက်ပိုင်းမှာရလက်ပိုင်းတွေခရစ်စပယ်လေးကစပြီးတော့ရင်းရိုင်နေတဲ့အတွက်ကြောင့်ဒါလဘဦးသင်းနေနေဆိုရင်တော့ဒါဒီပွဲကပို့ပြီးတော့ bounce back ပြန်လုပ်တဲ့ပွဲအင်္ဂလိပ်သက်အောက်မှာလည်းကန်ရမယ်တကယ်တော့ဒီပွဲတာဒါရလက်ရင်းရိုင်သွားခဲ့မယ်ဆိုရင်တော့အနည်းဆက်ဆုံးသူ့ရဲ့တိုက်တဲ့ challenger ပုံစံမျိုးဖြစ်နေတဲ့ Man City တို့ကျွန်တော်တို့ Arsenal သင်းတို့ကတော့အခွင့်ကောင်းယူသွားမှာဆိုတော့ဘာလို့သင်းနေလဲရှေ့မှာဒါ Arsenal တို့ Man City သင်းတို့ကဒါ နိုင်ထားမယ်ဆိုရင်ပို့ပြီးတော့ဒီပွဲက pressure နဲ့ကန်အမှဖြစ်တာတော့လဘဦးသိန်းနေနေတော့ဟိုရှေ့မှာ Arsenal တို့ Messi ဦးသိန်းတို့ကိုတော်တော်လေးကိုဒါနိုင်တာနိုင်သွားခဲ့မယ်ဆိုရင်သူ့အနေနဲ့ဒီပွဲမှာအပေါ်ပြီးတော့ pressure ပြလာမယ်လို့ထင်တယ်။တစ်ဖက် United အသင်းလည်းဒီလိုပါပဲ။ကျွန်တော်တို့အဝေးဘက်မှာအခုချိန်ထိရမတ်ကျွန်တော်တို့လုံးဝဒါ full run နဲ့ပွဲကတမတ်ကလွှဲရင်ဘာမှကောင်းအောင်မဆွမ်းဆောင်နိုင်သေးဘူး။ box ဆိုးတာက anfi မှာဆိုရင်ကျွန်တော်တို့ဒါ9-6တို့ပါတော့အဲ့လောက်ထိကိုပြတ်ခြေပြတ်နဲ့အမြဲတမ်းရှုံးနေပြီးပြန်လာခဲ့ရတာဆိုတော့ United အသင်းနေနဲ့တော့ဒီပွဲဟာအမှန်တိုင်းပြောရင် ျွန်တော်အန်နာဒေါ့အနေနဲ့ပဲသွားရမယ့်ပုံစံမျိုးအနေနဲ့ပဲကျွန်တော်ကတော့ထင်ပါတယ်ဒါကတော့ United ပြည်သက်တူဖြစ်သည့်တိုင်အောင်လေဘောင်းနဲ့ပွဲမှာတော့ United အသင်းအနေနဲ့မျောလင်းချက်ကတော့အမြင့်ဆုံးအနေနဲ့ကတော့ဒေလောက်ပဲရှိနေမယ်လို့ထင်တယ်အာတကယ်တော့ဘောလုံးကလည်းကျွန်တော်တို့ဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုပေမဲ့လေဘောင်းအသင်းဒါပွဲကို consistent အပြည့်နဲ့ကံမယ်ကျွန်တော်တို့ဒါဒါလောကပွဲကိုအာရုံစွတ်တိုင်းမှုအပြည့်ဝနဲ့ ကျွန်တော်တို့ဒါ on paper ရကရောပွဲထွက်လူစားသမား17ယောက်လုံးကလည်းကိုယ့်လုပ်ကိုယ်တိုင်လုပ်သွားမယ်ဆိုရင်တော့လဘာဦးတင်မှာတော့ခွင့်ရပူရှိနေတယ်ပေါ့နော်တစ်ဖက် United အသင်းနဲ့ပတ်သက်ပြီးသုံးသပ်မယ်ဆိုရင်ဒီပွဲမှာဒါမာဇရာဝီပြန်ပါလာမယ်လို့တော့ကြားတယ်ပြီးတော့လီချာလည်းကျွန်တော်တို့လေ့ကျင့်ခန်းလေးပြန်ဆင်းနေတယ်ဆိုပေမဲ့ဒီပွဲမှာတော့တုံတုံးဖို့တော့ခက်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီပွဲမှာစောင့်ကြည့်နေတာကလဘာဦးရဲ့တိုက်စင်းနဲ့ United အသင်းရဲ့ဂိုးသမားလေမန်းမှာကျွန်တော်တို့ ဒါအနည်းဆက်ဆုံးပွဲမှာလည်း clean sheet ကိုရထားတယ်အသင်းပြည်သက်တွေအနေနဲ့လည်းတော်တော်လေး appreciate လုပ်ထားကြတယ်ဆိုတော့တူတာတကယ်တော့ကိုသမားကောင်းတအူးဆိုရင်တော့ဒီပွဲမှာပို့ပြီးတော့ဒါတူတာកောက်ယုံမီမဟုတ်ဘူးဆိုတာတော့တက်တိပြရမယ်ပွဲလို့တော့ထင်တယ်နှစ်ဖက်အသင်းမှာတော့ကျွန်တော်တို့နီးစနစ်ပိုင်းနေရာကတော့အမျိုးမျိုးချင်းကပ်လာတယ်ဆိုပေမဲ့ဒါကျွန်တော်တို့စောင့်ကြည့်ရမယ်ကစားသမားနှစ်ဦးကိုပြောပါဆိုရင်တော့ဒီဘက်ကတော့ကျွန်တော်ကတော့ United အသင်းနဲ့ပွဲဖြစ်တဲ့တွက်ပေါ့နော်လုံးဝစောင့်ကြည့်နေတဲ့ကစားသမားတော့မိုဟာမက်ဆာလာပါပဲဘာလို့ဆိုတော့မိုဟာမက်ဆာလာဟာဒီဘက်ကတော့ မရှိပြီမဲ့အစားသမားတူဖြစ်တယ်ကျွန်တော်တို့အထူးသဖြင့်ဒီလိုလန်ဒန်ပြိုင်ဒါလန်ဒန်ဒါဘီပွဲစဉ်ယူနိုက်တက်အသင်းနဲ့တွေ့ရင်ဂိုမြူတက်တဲ့ဒါကျွန်တော်တို့မိုဆာလာတို့ဒီနေ့ပွဲမှာတော့ယူနိုက်တက်အသင်းအနေနဲ့တော်တော်လေးထိန်းချုပ်ရလိမ့်မယ်လို့တော့ကျွန်တော်တို့ထင်တယ်ဒါလီဗာပူးရဲ့ပေါက်ကွဲရပြင်ထန်မှုယူနိုက်တက်အသင်းရဲ့အမှတ်လိုအပ်နေမှုတွေကတော့ဒီပွဲကိုတော်တော်လေးတော့ဖန်ဆောင်းအောင်မယ်ယူနိုက်တက်အသင်းအနေနဲ့ကတော့ဒီပွဲကိုအဲတကက်စီမီရိုကလည်းကျွန်တော်တို့ပွဲပန်းနေတဲ့အတွက်ဥကာလေးကကွင်းလယ်မှာပါလာခဲ့မယ်ဆိုရင်တော့တစ်ဖက် Gravavash ကျွန်တော်တို့ Magalista ်အဲ့ဒါပြင်ကျွန်တော်ဆိုဖို့ slide စားတယ်ဒီလိုကစားသမားကောင်းတွေပိုင်ဆိုင်ထားရတယ်ဘာလို့ကွင်းလည်ရတော့ FP ပြည်သက်ရှေ့မောက်မှာပို့ပြီးတော့ကျွန်တော်တို့ဒါ dominate လုပ်လို့ရတဲ့ပွဲစဉ်မျိုးတော့ဖြစ်သွားလိမ့်မယ်လို့တော့ထင်တယ်ကာစီမီရိုကဘလောက်ပဲကျွန်တော်တို့ခြေစွမ်းတွေမငြိမ်ဦးကြအောင်တော့ဥကာဒိဒက်ဆိုင်တော့ဘလို့ပဲဖြစ်ဖြစ်ထိုက်လျောက်တော့အားကိုးနေရတဲ့ကစားသမားဖြစ်တဲ့အတွက်တော့ဒီပွဲမှာဥကာဒိဒါပါလာခဲ့တယ်ယူနိုက်တက်အသင်းတွေနဲ့ပို့ပြီးတော့ခက်ခဲသွားမဲ့ပွဲစဉ်တစ်ခုဖြစ်လာမယ်လို့တော့ထင်တယ်ဟုတ်ကဲ့ဆိုတော့ကိုကျော်လေးနေနေတော့ဒါဒီပွဲစဉ်ပေါ်ဘယ်လိုမြင်လဲဆိုတော့တုံ့သက်ပြီပေါ့ ဒီဘက်စင်ပေါ်အရင်ဆုံးကျွန်တော်စပြီးကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ Manchester United အသင်းဘက်ကပဲကျွန်တော်စကြည့်ကြတယ်ကွာ Manchester United ပွဲစဉ်ကိုတောင်းလျှောက်ကြည့်နေတာမှာအာဝင်းဝင်းပွဲစဉ်တွေမှာဆိုလို့ရှိရင် Manchester United ကဒီ tactics ကကောခံစစ်ကပေါ်တော်တော်အခြေအနေဆိုးတာကြာအိမ်ပွဲမှာဆိုလို့ရှိရင် tactics ကအချိန်20 30လောက် attempts တွေရှိပေါ်ရှိရဆိုပေမဲ့ဝင်းဝင်းရောက်ပြီဆိုလို့ရှိရင်10ချိန်ကျော်15ချိန် အဲကျွန်တော်4နဲ့ပေါ်စတင်တော့ပဲရှိရဲအဲဆာပွဲတင်မှာဆိုတော့15ကျအဲ့လောက်လောက်ပဲရှိအပြင်ကောင်တာကြီးကနေပြီးတော့ဘူးပေးကြရတဲ့ဒီ brand 4ပွဲစဉ်ပြီးရင်ဒီအမြင်ဘောတွေကနေပြီးတော့ဘူးပေးကြရတဲ့ပွဲစဉ်ဆိုရင်အဲ့ brand 4ပွဲစဉ်ပေါ့အဲ့လိုအနေထားတွေရရှိကြရဆိုတော့ Manchester United အသင်းကဝေးခွေးမှာဆိုလို့ချင်းကြတော့ခြေစွမ်းအတမျိုးအိမ်ခွေးမှာကြောင့်ခြေစွမ်းအတမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ကကိုနေခွေးပြောင်းလာပြီပဲ Manchester United အသင်းကအတတော့နေလည်းဖြစ်မယ်ဆိုရင်ကျွန်တော်ကလုံးဝလက်ခံတယ် ကျွန်တော်လည်းလည်းဒါဒီအသင်းက underdog အနေနဲ့ရှိဖို့အတွက်လည်းသူတို့ရဲ့ရလက်တွေဆွမ်းဆောင်ရည်တွေကလည်းတသက်ပြနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်မှာကျွန်တော်လည်းဒီဒီမှာတခုခုလုံးပြနိုင်မယ်လို့ပြောလို့လည်းကျွန်တော်သွားပြီးတော့လည်းပြောလို့မရဘူးတခုလုံးပြနိုင်ဖို့အတွက်ကဒီမန်ချက်တာအသေးဘက်ကနေပြီးတော့ဒီအရေးချင်းနေပြေးသွားတဲ့ဇာတ်ပိုင်အများကြီးရှိနေဖို့လို့ကျွန်တော်ကတော့အရေးချင်းပြေးသွားတဲ့ကစားသမားဆိုကျွန်တော်မျက်စိရှိတယ်။ဒီထဲမှာလောလောဆယ်ဒီ၁၁ယောက် squad ထဲမှာ က်တာချင်းမြင်ပွဲထက်တဲ့ setting support တွေမှာဆက်တာချင်းမြင်တာဆိုလို့ရှိရင်တော့အမှုမှုတယောက်ပဲကျွန်တော်ရဲ့မျက်စိတည်းမှာမြင်နေပြကျွန်တဲ့သူတွေကဒါ Manchester United ရဲ့ former glory ကို support သွားနိုင်တဲ့အရေးချင်းမျိုးကိုမရှိသေးဘူးလို့ကျွန်တော်ကတော့အဲတူတဲ့တယောက်ခဲမြင်ရမြင်မိရယ်ဆိုတော့ဒီမှာဘုအတင်းကိုသွားပြီဆိုလို့လိုအတင်းကိုသွားကတ်ပြီဆိုလို့ရှိရင်ကြတော့ဒီလိုတည်းရူဘင်အမိုရင်ရဲ့တက်တစ်တွေနဲ့မနိုင်နိုင်အောင်ကန်လို့မရဘူးဗျ every pretty တဲ့ ုံးစော်မှုကိုတွန်းလှန်နိုင်မှာမန်ချက်စတာယူနိုက်တက်နိုင်မှာပဲလို့ကျွန်တော်ကတော့ထင်တယ်။ပြီးတော့ဒီ training video တွေကိုကျွန်တော်ကြည့်လိုက်တာဆန်နက်လက်မန်ရဲ့ဒီ training မှာ focus လုပ်တဲ့ပုံစံတွေကတော့ကျွန်တော်တော်လေးအားရတယ်ဒါမှမဟုတ်တကယ်ပွဲမှာသူဘယ်လိုမျိုး Liverpool ရဲ့ tactics ကိုတားဆီးမလဲဆိုတော့လည်းလေးစိတ်ဝင်စားနေစောင့်ကြည့်နေတယ်။ကျွန်တော်ကတော့ Manchester United ဘက်ကအဓိကထားစောင့်ကြည့်နေတဲ့ကစားသမားဆိုကျွန်တော်ကတော့ဆန်နက်လက်မန်ကိုစောင့်ကြည့်နေတာပါ။ဒါ Liverpool နဲ့ပတ်သက်ပတ်သက်ပြီးပြောရမယ်ဆိုရင် Liverpool အသင်းကို ို့တွေကပြောကြတာအမေသုံးပွဲဆက်ရှုံးထားတယ်ဒီဘာဘူးအသင်းတော်တော်လေးခြေချနေတယ်လို့ပြောကြတယ်လီဗာပူးအသင်းကအဖိရောက်သွားလို့ရှိရင်လီဗာပူးကဘယ်ပြောင်းလဲအဝေးကွင်းမှာကြောင်တော့ဖြစ်ခဲ့မဲ့ကြောင်တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ပြောပြကြားဦဖြစ်ကြားဦလိုပုံစံမျိုးအဲတစ်ဖက်အသင်းကဒီကောင်တာတွေပြန်လာတာဟိုမထုတ်ပြန်နိုင်ခဲ့တဲ့လီဗာပူးအသင်းဖြစ်နေခဲ့တယ်ဆိုပေမဲ့အဖိရောက်သွားလို့ရှိရင်ကြတော့တော့ငယ်ရွယ်နှုတ်ပြိုတဲ့ကြားတကောင်လိုမျိုးဖြည့်ဖြည့်လက်လက်တန်တန်ဆွမ်းဆွမ်းနဲ့ ဒီတားကောင်တွေကိုအမဲလိုက်တဲ့ပုံစံတွေကိုကျွန်တော်ရင်းနဲ့တွေ့ရတယ်။ဆိုတော့အန်ဖီကြောက်လို့ရှိရင်ချယ်ဆီဟိုဒီလီဗာပူးကတော်တော်ကြီးကိုကြမ်းသွားတယ်ဗျာ။ဆိုတော့အဲ့လိုမျိုးရှက်ချမ်းတဲ့လီဗာပူးကိုမန်ချက်စတာယူနိုက်တက်နိုင်ဖို့အတွက်ကအာဒီဥစ္စာလိုအပ်တော့လီဗာပူးနိုင်ဖို့အတွက်ကလည်းမန်ချက်စတာယူနိုက်တက်အသင်းကိုမန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေပြီးတော့အာလာမဲ့ပုံစံတွေကိုအဲ့လိုရှိချင်အားထက်နေပဲတဲ့သူ့ဘက်ကနေပြီးတော့တကယ်ဒီဘောစင်မှာနိုင်ဖို့အတွက်စိတ်လက်ကပိုင်းရလဲဆွမ်းဆောင်မယ်။ ဒီအဲဒီစက်တစ်ပိုင်းရယ်ဆွမ်းဆောင်နိုင်လို့ဆိုရင်နိုင်တယ်မန်စီးတီးပဲကြည့်ဗျာမန်ချက်စတာစီးတီးဒီပြအပတ်ကွာရီယိုလာကမန်ချက်စတာယူနိုက်တက်နဲ့တွေ့တဲ့အချိန်မှာသူဘာလုပ်သွားလဲသူ့ဘက်ကနေပြီးတော့စက်တစ်ပိုင်းရမန်ချက်စတာယူနိုက်တက်ရဲ့အာနေဂျာဖြစ်တဲ့အဲဒီတစ်ဖက်အတင်းကနေထားတိုင်းဘောတွေလာတယ်အမြင်ဘောတွေလာလို့ရှိရင်မန်ချက်စတာယူနိုက်တက်တင်ကတော်တော်လေးကိုလဲထွက်သွားတယ်ပြီးတိုးချင်းဆွမ်းဆောင်ရည်လဲဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်အတင်းရဲ့နောက်တန်းကဖျော်ဖျဲဖြစ်သွားတယ်ဥမာဒိုကူပဲရှိတာဒိုကူကနေပြီးတော့ငွေချလိုက်တဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်အတင်းရဲ့နောက်တဖြိုပြဲတွေဖြစ်သွားပြီးတော့ဒါဟာလန်အတွက်ခွင့်ရေးတွေအများကြီးပဲရရှိခဲ့တာကြီးကြောက်လျှောက်ကိုအဲ့ပွဲစဉ်မှာတွေ့ခဲ့ရတယ်ဆိုတော့လီဗာပူးအတင်းကမန်ချက်စတာစီးတီးကမန်ချက်စတာယူနိုက်တက်ကိုအနိုင်ယူခဲ့တဲ့ပုံစံလည်းမျိုးကျွန်တော်ကတော့အာဒီအပြုယူပြီးတော့တစ်ဖက်ကတောင်မန်နေရမိုဟာမက်ဆာလာပြီးရင်အဲကိုရီကပ်ပူဒီကစားသမားရဲ့အနေနဲ့မန်ချက်စတာယူနိုက်တက်ရဲ့အဲဒီ now dance structure ကြီးတခုလောပြတ်သွားဖို့အတွက်သူတို့ရတကူတော်ဆန်းဆောင်ရည်နေနဲ့ထိုးဖောက်ဖို့အတွက်ကိုတော့ကျွန်တော်ကတော့အဖြစ်စေချင်တယ်ဗျာအဲ့လိုမှပဲ Manchester United အသင်းကို ဟိုပေဖျက်ဖြစ်သွားပြီးတော့ကသူတို့ကစားခြင်းနဲ့ကစားကွက်ထဲကိုမန်ချက်စတာယူနိုက်တက်ကိုထည့်ပလိုက်လို့ရတယ်။မဟုတ်ဘဲနဲ့မန်ချက်စတာယူနိုက်တက်ကိုဟိုကစားကွက်တွေနဲ့ပဲသွားပြီးကစားနေမယ်။အဲတည့်မလားအနောက်ကနေပြီးတော့ဒီဂျာရဒီ player from the bat တွေနဲ့သွားကစားမယ်။အဲဒီအခေါ်စင်တွေပဲတက်လို့မယ်ဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်ကမရတော့ဘူးဗျ။အရင်လိုမျိုးဂိုးသမားပါတီပါချက်ဂိုးသမားဒီလိုမျိုးတစ်ဖက်အသင်းက cross in လောက်လာပြီဆိုလို့ရှိရင်လိုက်ပြီးတော့မပုတ်တာတော့မဖမ်းတော့တဲ့ဂိုးသမားမဟုတ်တော့ဘူးဗျ။ဆိုတော့ဒီဂိုးသမားတစ်ခုကလည်းပြောင်းလဲသွားပြီ ဲ့ဆိုတော့ closing တွေကလည်း Manchester United အသင်းတို့ကအနေရဖြစ်စေမဲ့ဒီအနေထားမျိုးတွေမရှိတော့ဘူးအဓိကကတော့အဲ့ကျွန်တော်ခုနပြောခဲ့တဲ့တူချင်းဆွမ်းဆောင်ရည်တွေနဲ့အဲဒီ direct ball တွေရာပဲ Manchester United အသင်းကိုအဓိကအဖိုးနဲ့ဆက်တစ်ခုဖြစ်မယ်ပြီးရင်တော့ Manchester United အသင်းမှာကျွန်တော်တို့ဒါ usual pattern လို့ပြောရမယ်လုံးဝလူတွေကျောင်းကြည့်တဲ့ပွဲ Manchester United ပွဲကိုကြည့်လိုက်ပြီဆိုတော့လေကျွန်တော်ဖန်ဆန်းမိတဲ့တစ်ချက်ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ second ball ပါအခုကကိုနာဒီမပါတော့တော်တော်လေးနာရယ်ဗျတကယ်လို့ဆိုတာကိုနာဒီပါမယ်ဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်အသင်းဘက်ကဒီဟို အာအဓိကအားကိုးလာမယ်စကန်ဘောတွေကိုခုနတည်းကကောင်းကောင်းကြီးကိုဖြတ်တောက်နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်မှုအပြည့်ရှိရတယ်ဗျာဆိုတော့ဒါမဲ့လည်းခုနတည်းမပါဘူးဆိုတော့ဂျိုကိုမတ်ပါလာမယ်ဂျိုကိုမတ်အနေနဲ့ခုနတည်းနေရာအကောင်းဆုံးဖြည့်စေကစားနိုင်ဖို့တော့ကျွန်တော်တို့ပြောလိုက်တယ်ဒီပွဲစဉ်မှာတော့ဟိုမန်ချက်စတာယူနိုက်တက်အသင်းဘက်ကတည်ပဲမှန်းနိုင်တယ်ဆိုတော့လေဘာဘူးအသင်းဘက်ကတော့ MV ဆိုတဲ့အားတစ်ခုရှိရတဲ့ကြောင့်မလို့အနာရက်လက်ရှိကိုမှန်းနိုင်တယ်ဒါရှိရပြီးတော့လည်းမန်ချက်စတာယူနိုက်တက်အသင်းကအဝေးခွေးမှာလည်းတော်တော်လေးကိုယုံတငယ်လို့ဖြစ်သွားတဲ့ ခြေစမ်းမျိုးရှိရတဲ့ကြောင့်မလို့အဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့ဒီပြအာနစ်လော့ရှုံးပွဲတွေကနေရုံးထွက်ပြီးတော့နိုင်ပွဲတစ်ခုရှာဖွေနိုင်ပါပြီဆိုကျွန်တော်ကတော့ဆူတောင်းတယ်ပြီးတော့ Manchester United အသင်းကလည်းဝေးခွေးမှာရလက်တွေဆိုးရွားနေတယ်နိုင်ပွဲတွေတကဝဲမှာမရှာဖွေထားရှာဖွေထားနိုင်တဲ့နေရာမှာ Anfield လို့ကွင်းမျိုးတို့ဆယ်စုနဲ့၁၂နှစ်ကျော်ပြီမနိုင်တော့တဲ့အနေအထားမှာ၁၀နှစ်၁၀နှစ်လောက်ရှိပြီမနိုင်တော့တဲ့အနေအထားမှာအခုပြန်ပြီးတော့အနိုင်ရရှိဖို့အတွက်ဖြစ်နိုင်ပါစေလို့ကျွန်တော်ကတော့ဆူတောင်းဝေးလိုက်ပါတယ်ဆိုတော့ကျွန်တော်ကဒီလောက်ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်လည်း United အနေနဲ့အကယ်၍သာဒီပွဲကကျွန်တော်တို့ဒါအမြင့်ဆုံးကတော့ညီကိုရအောင်နဲ့ခံမဲထားမှာပါ။တရေကတော့ကျွန်တော်တို့ဟိုအမြင့်ဆုံးခံမဲရမယ့်နေသားတကူ United ဘက်ကဆိုရင်ကျွန်တော်လည်းတရေပဲခံမဲတယ်။ဒီပွဲတော့ကျွန်တော်တို့ဘူးအနေနဲ့ကတော့ကျွန်တော်နိုင်ပွဲတွေးဖို့ကတော့နည်းနည်းလေးခတ်အောင်မယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့အဓိကက United ရဲ့နောက်ဆုံးနောက်ဆုံးကျွန်တော်တို့ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်တကယ်ကိုကျွန်တော်နိုင်ကြနေတဲ့နေသားတကူဖြစ်နေသည့်တိုင်အောင်မှကျွန်တော်လီဗာပူးနဲ့တွေ့ပြီဆိုရင်ငါတို့ ဒီတမိုင်းတကြောပြန်ရေးလို့မရဘူးဆိုရယ်စိတ်တက်ကူမှာသူတို့ခေါင်းထဲမှာတွင်းထားတဲ့ပုံစံမျိုးပါပဲဆိုတော့ဒီသူတို့ပုံစံတွေကိုတော့ချောက်ဆိုသူတို့တွေးကြရတော့ဒါနှစ်နှစ်ဆက်တိုက်ကျွန်တော်တို့ဒါလီဗာပူးကလည်းကျွန်တော်အန်ဖီမှာဆိုယူနိုက်တက်ကိုအနိုင်ယူနိုင်သေးဘူးဆိုတော့ဒါတရေရတဲ့တခုပဲဒါစီစီပထမပွဲပထမတော့ဆိုစီစီအဲပြီးရင်နောက်နှစ်ကဆိုတူတူပေါ့နော်ဆိုဒီလိုရတဲ့တခုနဲ့ဖြစ်ခဲ့တာဆိုတော့အဓိကတခုရှိတာကယူနိုက်တက်အဓိကစောင့်ကြည့်ရမှာတော့ဒါမိုဟာမက်ဆာလာပေါ့ခုလက်ရှိဆာလာဒီဖောင်း မအောင်နေတဲ့ဘာညာဆိုနေသည့်တိုင်အောင်ကကျွန်တော်တို့ပြောချင်တာကတော့အဓိကကမိုဟာမက်ဆာလာရဲ့အဲကျွန်တော်တို့ဒါ United နဲ့တွေ့တဲ့ goal တွင်းနဲ့ဆိုရယ်စံချိန်ကလည်းကျွန်တော်တို့ဒါဖြိုးဖြောက်ပြတ်လို့မရအောင်ဆိုတော့အဲ့တော့ကျွန်တော်တို့မိုဟာမက်ဆာလာကိုတရားဆောင်ရှောင်းရအောင်လို့ထင်တယ်ကျွန်တော်တို့အမြင်ဆုံးအနေနဲ့တော့ဒါမနက်က reset တိုင်းမှာတူတူဆိုရရတဲ့ခုဒါ United အနေနဲ့ပေါ်ဆောင်နိုင်မယ်လို့ကျွန်တော်ကယုံကြည်တယ်ဒီတမတ်လောက်နဲ့ United ကတော့ကျွန်တော်အင်္ဂလန် out of form ပြန်လာနိုင်မယ်လို့ထင်တယ်ဆိုတော့ ကံကောင်းလို့နိုင်ကောင်းနိုင်သွားနိုင်တယ်ပေါ့အဓိကလည်းဘာဖြစ်လဲခုတည်းရှိစကွတ်တက်ကတော်တော်လေးဒါကူလာတေးတို့ဘာလို့မပါနိုင်တဲ့အချက်က United အနေနဲ့ဒါပြောမှဆိုချူတော့ chess တွေကိုတော့အသုံးပြနိုင်မယ်ထင်တယ်ဆိုတော့အဲ့တကြောင့်မလို့ဒီပွဲကတော့ဟိုဘောင်ဆိုးလို့ဖြစ်သွားနိုင်တယ်အကြေးဒါနီပြ MR အနေနဲ့ထားပါတော့ကျွန်တော်တို့ဒါဘယင်တာလို့ဘာလို့ပွဲထွက်လာမှာဆိုတော့သိကြပါလိမ့်မယ်ဘာဘူးရဲ့ဒါပွဲပဲဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်တည် တူတူလို့ပဲကျွန်တော်ခံမဲနေတယ်ဆိုတော့ညီကိုတွေကဘယ်လိုမျိုးထင်မြင်ယူဆကြတယ်ဆိုတော့ comment အောင်ပါကျွန်တော်ဆွေးနွေးခွန်မလို့ကြပါဆိုတော့ကျွန်တော်တို့ရဲ့ series ကိုကြည့်တဲ့ဆိုရင်ကျွန်တော်ရဲ့ video လာ like လုပ်နေပြီအပိတ်ကြချက်ပို့နောက်ဆိုကျွန်မရဲ့ channel ကို subscribe လုပ်ရသေးဘူးလေ subscribe လုပ်ပြီးအပိတ်ကြချက်ပို့နောက်ဆိုကျွန်မဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ပြန်နောက် video မှာပြန်လို့ပါမယ်အားလုံးပဲ bye bye ပါ